ဆရာမန်းတင်ဤဒုတိယကျင်းထုတ်ဝေသောမြို့ပိုင်းပေါင်းပြုံးချူစာအုပ်မှာတထိတ်ထိတ်လိုအမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြမှာဖြစ်ပါတယ်။တထိတ်ထိတ်ယခုခေတ်တွင်ကလူတိုင်းတထိတ်ထိတ်နဲ့နေကြရပါတယ်။လယ်သမားတွေလည်းတထိတ်ထိတ်၊ကိုင်းသမားတွေလည်းတထိတ်ထိတ်၊အင်းသမားတွေလည်းတထိတ်ထိတ်၊ခေါင်းရွက်ဈေးတွေများလည်းတထိတ်ထိတ်၊အစိုးရလာကစားတွေလည်းတထိတ်ထိတ်၊ရဲတွေလည်းတထိတ်ထိတ်။မောင်ပြုံးချူကော သူများတွေလိုတထိတ်ထိတ်ပဲဘာသားနဲ့လှုပ်ထား၍လွတ်ချိန်မိနီသူလည်းတထိတ်ထိတ်သူ့မျိုးကိုကိုတောင်းရန်တို့လာ၍ဝင်နှက်သွားသည်မှာနှစ်ကြိမ်ရှိပြီပထမကြိမ်တွင်မောင်ပြုံးချိုကလူလဲလှုပ်လှုပ်လိုက်တယ်ဒုတိယကြိမ်တွင်ကံကောင်းလို့ကိစ္စမချောတယ်သူတို့ကမောင်ပြုံးချိုကိုအတော်ပင်မေတ္တာရှိဟန်တူတယ်ချစ်ခင်ကြဟန်တူတယ်ဒီအတွက်ကြောင့်မဟုတ်လောဝေလီဝေလင်း သူတို့ဝင်လာတော့အခါမောင်ပြုံးချိုဤမဲ့နှမများကို တောင်းရန်ကြကုန်နေခေါင်းကိုဖြတ်မဲလို့ချိန်မောင်းကြကုန်နေပြန်ထွက်သွားသောအခါတွင်လဲနောက်ကိုလာခဲ့အောင်မည်ဟုလဲဂတိထားသွားကြကုန်နေထိုအခါကျမှ မှတ်လောက်သားလောက်အောင် ဆုံးမအောင်မယ်လို့ရေရွတ်သွားကြကုန်နေထို့ကြောင့်လာနိုးငယ်နေစောင့်မျှော်နေရတဲ့အတွက်တထိတ်ထိတ်ဖြစ်နေရပါတယ်တိုးတော်လဲစိုးရင်စရာမရှိလာပါမျိုးသူမျိုးသားတွေက အလွန်အားကိုးရပါတယ်။ဒိုင်းဟူသောအတန်ကိုကြားယုံများနဲ့ပစိုးမနိုင်ပဝါမနိုင်ကြေးတက်ကြပါတယ်။သူတို့ကလည်းအစိုးမစိုးသာညီသူသည်တေမင်းကိုမကြောက်ပဲရှိဟန်နီ။ယခုခေတ်တွင် မနေတတ်မထိုင်တတ်လင် အပေါက်သေးသေးလေးနှင့်တေရန်လဲမခတ်ပါ။အပေါက်ကြီးကြီးနှင့်တေရန်လဲလွယ်ကူလာပါတယ်။မြို့သူမြို့သားများမှာအလွန်ကြောက်နေကြပါတယ်။ကြောက်လဲကြောက်เสียရပေကို ပထမတိုက်ပွဲတွင် နှစ်နာရီခန့်ကြာတယ်။ပထမတိုက်ပွဲပြီးပြီးဆယ်ရက်ခန့်အကြာတွင်ဒုတိယံပြီးလာပြန်ကြတယ်။ဒီအခါခုနှစ်ရက်လုံးလုံးတိုက်ကြတယ်။နနက်9နာရီမှသည်ည7နာရီထိုးမှသာအပြစ်အခတ်ရက်ဆဲကြတယ်။တက်တက်တက်ဒိုင်းဘုံဟူသောအတန်သည်တမျိုးလုံးကိုစူညံနေလေတော့တယ်။အဘယ်မှလဲမြို့သူမြို့သားတွေသွေးမပြတ်ပဲနေနိုင်အံ့နေ။သို့တော့တချို့လူများမှာ ပိုလုံးအားကြီး၍ရည်စရာဖြစ်နေလေတော့တယ်ဒုတိယတိုက်ပွဲဖြစ်စဉ်ကတနတ်တန်တွေကြောင့်မြို့သူမြို့သားတွေပုန်းကြရှိုးကြတယ်လူကြီးတယောက်မှာဖုန်ကြီးเจ้าတွင်ပုံအောင်အိတ်နေရမှာတတိုင်းတိုင်းအတန်တွေကြောင့်အောက်တိုဘင်မစင်းရဲအောင်ဖြစ်နေတယ်။ဒီအထဲဒရဇက်ပြစ်ခတ်နေသောကြောင့်အကျောက်ပူကဖုန်ကြီးเจ้าမော်တို့အီအီးတွေပါချတဲ့။ရှောက်လွာစည်ကြီးတူးမှလည်းမိမိအိမ်အောက်တွင် တူးထားတဲ့ကျင်းထဲတွင် ပုံးနေစဉ်ရှူရှူတွေတပြန်းပြန်းပါနေတဲ့လူကြီးတဦးမှလည်းဖနောက်နဲ့တင်ပါတသားတဲ့နေအောင်ပြေးရာရှင်내တွင်နေ၍မိမိကိုယ်ကိုမြေမျိုးသည်အထင်နဲ့ဒဇာဇာအော်လေတဲ့အကြောက်ယောဂါကအလွန်ကူးဆက်တတ်ပါလေယခုအခါတွင်ထိုယောဂါဟာတမျိုးလုံးပြန်ပွားကတထိတ်ထိတ်နှင့်ကြောက်လန့်နေကြလေတယ်။မောင်ပြုံးချူသည်မကြောက်တုံတော့မကြောက်ဘူးဆိုတော့လေ ယွန့်တွန့်တွန့်တော့ရှိပါသေးတယ်။သို့တော့အင်္ဂရိရှိပါတယ်။ဟန်ဆောင်ရပါတယ်။ညနေသားတီတီထားရပါတယ်။မောင်ပြုံးချုပ်အုပ်ချုပ်တဲ့မြို့ကလေးကအလွန်ကြောင်ကြပါတယ်။မြို့အုပ်ယုံဆိုင်ရာဒေသပင်ဖြစ်လင်ကစားမြို့မဟုတ်ပါ။ရွာကြီးမြသားဒီတမျိုးလုံးကသူ့ခြေကိုကြည်နေကြပါတယ်။ဒီလိုဆူဆူပူပူဖြစ်နေတဲ့အချိန်မြို့ပိုင်းဤခြေလန်းကိုကိုယ်၍စူးစိုက်ကြပါတယ်။ယခုအခါတွင် အလွန်တရာချောမောသော ။ဩမာဒန်ဒီဝါပပဝရီဝါမေမြမာဝါမေကဘာကလေးနဲ့မြို့ပိုင်မောင်ပြုံးချူအတူလမ်းလျှောက်သွားရင်ထိုးထိုးအီအီအလီလီသောလှယမင်းတို့ကိုမြို့သူမြို့သားတွေကြည်ကြမိမဟုတ်မြို့ပိုင်မောင်ပြုံးချူကသာလင်ကြည်ကြမှာဖြစ်ပါတယ်။အဘဲကြောင့်နီတထိတ်ထိတ်နေရသောတမယဖြစ်၍မြို့ပိုင်ခြေလမ်းကျဲလျင်ကြည်ကြဟန်ဟန်ပြင်းနေကြသောကြောင့်ဖြစ်ပါတယ်။ဤမြို့တွင် မြို့ပိုင်မောင်ပြုံးချူရောက်နေဒီမှာလဲသုံးနှစ်နီးပါးရှိလိပြီဒီမြို့ပိုင်ကိုဘယ်အတွက်ကြောင့်ဒီမြို့တွင်ဒီလောက်ကြာအောင်ထားရသနည်းသူများမနေခြင်းသောမြို့မို့ဒီလောက်ကြာတာပေါ့တာတာရာရာနဲ့နေခြင်းသူပေါ်တဲ့မြို့ဆိုရင်မောင်ပြုံးချူခမအဘဲမာလင်ကြာကြာနေနိုင်အံ့နီစူပူတောင်းကျန်းချိန်တွင်မြို့ပိုင်မျက်နာကြီးသလောက်မျက်နာလဲငယ်လှပါတယ်အပေါ်ရန်ကပြုံးပြုံးရွှင်ရွှင်နှင့် ရန်ရှာမှာကြောက်ရွံ့ပေါင်းသင်းနေကြတော့လေအတွင်းကဆေးပေါ်ကြောပတ်မလုတ်ချင်သူတွေလည်းအများပင်ရှိပါတယ်။တောင်းကျန်းသူတို့ဟာမြို့ပိုင်းတို့ကြီးတို့ရဲတို့ကိုရန်ရှာနေကြသည်မဟုတ်လော။ဒီလိုဆိုရင်မြို့ပိုင်းနဲ့ပေါင်းသင်းလျင် မောင်တောင်းကျန်းတို့ကရန်မရှာဘဲနေပါမလား။မြို့ပိုင်းနဲ့အမျိုးတော်မှန်သိရင်ခတ်တာပေါ့။မိတ်ဆွေအပေါင်းအသင်းမှန်သိသွားရင်လေ ချမ်းသာပြေးမှာမဟုတ်ဘူး။ဤကဲ့သို့ရွှေညံတော်စူးရောက်ကုန်ကြသော အပေါင်းအသင်းမိတ်ဆွေတင်ကဟာဆွေမျိုးများဟာမောင်ပြုံးချိုအားဝေရာမဏိအဝေးကရှောင်းကွင်းကုန်နေမောင်ပြုံးချိုသည်တထိတ်ထိတ်နေရသောဘဝတွင်တင်မာကြီးနှင့်တကွာဘုစုကယူများကိုအဝေးသို့ပို့လိုက်ပြီးနောက်တကိုယ်ဒီလူပြိုကြီးလှုပ်၍နေလေတယ်အဝေးကသာ သူ့ခြေလန်းကိုအကဲခတ်၍အနီးသို့မကပ်ဝန်းကြသဖြင့်သူ့အိမ်ဟာတိတ်ဆိတ်လျက်ရှိတယ်တပည့်ကျော်မြတ်တန်းကြီးသာလျှင်သူ့အနားမှာ တပွားမကွာပြုစုနေလေတယ်။သူလဲဒုတိယတိုက်ပွဲတုန်းကအိမ်ထဲတွင်ပြိမိနေသဖြင့်တတ္တိကဲတို့ဤတနတ်တင်နှင့်နှစ်ချက်ဆောက်ခံလိုက်ရ၍သူရင်ထဲတွင်လဲတထိတ်ထိတ်ပင်ယခုတော့သူလဲကောက်ရိတ်เสียရှိသေးသည်ဆို၍ပြန်သွားပြန်လေပြီ။ယုံသားနှစ်ယောက်ဖြစ်သောဂျင်ဟန်နှင့်အောင်မြင့်သားလင်သူ့အဖော်ရှိတော်တယ်။ဂျင်ဟန်သည်မောင်ပြုံးချူအဖို့တကယ့်အားကိုးရသူဖြစ်တယ်။ ဒီလိုအခါမျိုးတွင်တကယ့်မိษွေတုနှင့်မိษွေစစ်ကို ခွဲခြား၍တိရလေတယ်။တိုက်ပွဲနှစ်ပွဲဟာလူတွေဤစိတ်ဓာတ်ကိုစမ်းသပ်သည့်စာမေးပွဲများသည့်တိုက်ပွဲတွေပြီးစကားစစ်ဝန်နှန်းတွေမြို့ထဲတွင်အဆောက်ချထားလေတယ်။သူတို့ရှိ၍မြို့သူမြို့သားတွေ အားတက်ကြတယ်။သူတို့ကိုမြို့သူမြို့သားတွေအားကိုးကြတယ်။သို့တော်မကြာခဏတနတ်ဖောက်တတ်သောကြောင့်တထိတ်ထိတ်ဖြစ်ကြရတယ်။ဒိုင်း ဒိုင်ဒိုင်တနတ်တန်သုံးချက်ညစ်အချိန်တွင်ဆက်ကာချရရယ်မြို့သူမြို့သားတွေအားလုံးတထိတ်ထိတ်တလန့်လန့်ဖြစ်၍အထုပ်အပိုးနဲ့ပြေးသူပြေးကျင်းနေစင်းပုံးသူပုံးနဲ့အတော်ပင်လှုပ်လှုပ်ရွရွဖြစ်သွားတယ်မောင်ပြုံးချိုလည်းမနေတာတော့ဘီကြေးရအန်လောခံရအန်လောလို့တွေးတောနေတယ်ထိုစဉ်တွင်စစ်ဝန်ထမ်းရဲဘော်တယောက်ပြေးလာလေတယ်ဘာမှမဟုတ်ဘူးညစ်သေးမယ်မဲ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 နဲ့တွေ့လို့မေးတာ မပြောလို့ပြစ်တာ ရေဘော်ကလေးကပြောလေတယ်ဟေးမေးမရရင်ပြစ်ပေါ့ကွာမောင်ပြုံးချိုကဒေါ်လာအမျက်ချောင်းချောင်းထွက်၍ဆိုတယ်ဘယ်မေးရမလဲဗျဘေးသာပင်တွေမျောလာတာပဲအော်အော်ဤလဲတထိတ်ထိတ်ဒိုင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 ်တညတနိုင်တနတ်တန်တွေစူးစူးညံ့ညံ့ကြားရပြန်တယ်မြို့သူမြို့သားတွေထုံးစံအတိုင်းပြေးကြလွှားကြ ပုံးကြအောင်းကြပြန်တယ်။ဒါဘာဖြစ်တာလဲလေ။မောင်ပြုံးချိုးလဲအိယာမထပ်ပြေးရပြန်တယ်။အေးဒါလားစစ်ဝန်ထမ်းရဲဘော်တယောက်မင်္ဂလာဆောင်ကဝမ်းတာတော့အထင်အမှန်နဲ့မင်္ဂလာတနက်ဖောက်တာပါ။အော်အော်မင်္ဂလာဆောင်ကလေညကြီးကြမှာတနက်ဖောက်ရလားကွယ်။ဤလဲတထိတ်ထိတ်ဝုံနနက်ခင်းတွင်ကျေလောင်သောအတန်ကြီးကိုမြို့ပြင်မှကြားရတယ် အမလီတော်လှုပ်ချပါအောင်ဟဲ့အေးသာခလေးယူခဲ့အမလီခတ်တော့တာပဲဈေးကြိမ်ဖြစ်၍ဈေးတဲကမိန်းမတွေပြေးကြလွှားကြတယ်အချို့လဲလဲကြကွဲကြတယ်ပျောက်ကြရှကြတယ်ဘာဖြစ်တာလဲစုံစမ်းကြည့်တော့အခါတောင်ပိုင်းကတငယ်တယောက်က အမြောက်ဆန်ကို မီးရဲထဲ့ဖုတ်၍ပောက်တော့အတန်ဖြစ်ကြောင်းသိရလေတယ်ဤလဲတထိတ်ထိတ်စစ်ဝန်နှန်းတက်တွေ ဆုတ်ခွာသွားသောအခါတမျိုးလုံးအားငယ်ကြံခဲ့တယ်အထုတ်တပြင်းပြင်းနဲ့ပြည်ရန်ဟန်ပြင်းကြပြန်တယ်သူ့အတွက်ကြောင့်ချက်ချင်းကာကွယ်ရေးဖွဲ့၍ရှိသမျှလက်နက်များနဲ့မြို့ကိုစောင့်ရှောက်ကြရလေတယ်သူ့အတွက်လည်းတထိတ်ထိတ်ကမပြောက်ကြသည်တညတွင်တောင်းညံသူတွေမြို့ကိုစီးမီဆို၍မြို့ရဲကလူတွေလေခွင်းနဲ့တွားအိတ်ကြတယ်ဤလဲတထိတ်ထိတ်နောက်တစ်ခါ တောင်ရံသူ30ခန့်မြို့ကိုစီးမိအကြံနဲ့တစ်ဖက်ကျွန်းနဲ့ရောက်နေသည်ဆို၍ပြေးကြတယ်။ဤလဲတထိတ်ထိတ်တနေ့တနေ့တွင်မူယူနီဖောင်းဝတ်6ရောက်ညအချိန်တွင် လက်နက်အပြည့်နဲ့မြို့ဘက်လာနေတာကိုငါးဖမ်းသမားများနဲ့တွေ့ခဲ့တယ်လို့သတင်းရတယ်။တညာလုံးမိတ်မနေတခုခုဖြစ်နိုးနိုးနဲ့စောင့်ကြရပြန်တယ်။ဘာမှတော့မဖြစ်ဒီလူ6ရောက်ဟာဘယ်ရောက်သွားသည်မသိဤလဲတထိတ်ထိတ် အလိုလေအမဲပင်တထိတ်ထိတ်နေကြရတော့မီလော သွားလဲတထိတ်ထိတ် စားလဲတထိတ်ထိတ်အိတ်လဲတထိတ်ထိတ်ဒီတထိတ်ထိတ်ခစ်ကဘယ်တော်များမှလွတ်ပါမည်နည်းဂုံတော်ကိုးပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားတပည့်တော်တို့တစ်မျိုးလုံးဒီလို တထိတ်ထိတ်နေရသောဘဝမှာအမြန်ဆုံးလွတ်မြောက်ရပါလို့ဤဘုရားအိုးထာဝရဘုရားသခင်အိုးမဟာမတ်အရှင်ဘယ်အတွက်ကြောင့်ကျွန်ုပ်တို့တစ်မျိုးလုံး တထိတ်ထိတ်ဖြစ်နေသည်ကိုကြည်နေတော်မူကြပါသနည်းဒီတထိတ်ထိတ်ဘဝမှာလွတ်မြောက်အောင်ဆောင်ရွက်ပေးတော်မူပါလော။အိုးလောကပါလာနမင်းအပေါင်းတို့။အိုးတောင်ဆောင်နဲ့တောဆောင်နဲ့ရေဆောင်နဲ့ညီဆောင်နဲ့အပေါင်းတို့။အိုးအတွင်း38မင်းအပြင်38မင်းအပေါင်းတို့။အိုးချစ်ဆန်းနတ်ကြီး။အိုးမဟာပိန်းနဲ့နမင်းတို့ကျွန်ုပ်တို့တစ်မျိုးလုံးအား ဤတထိတ်ထိတ်ဘဝမှာအမြန်ဆုံးလွတ်မြောက်ရန်ကုညီဝိုင်းလိုမိုင်းမာတော်မူပါအရှင်တို့။ဂျာနေကျော်1948ဒီဇင်ဘာ30ဆီယမန်တင်ဤဒုတိယကြိမ်ထုတ်ဝေသောမြို့ပိုင်မောင်ပြုံးချူစာအုပ်မှာတထိတ်ထိတ်လို့အမည်ရတဲ့အကြောင်းအရာလေးဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါရဲ့ရှင်။